အကျွန်ုပ်ဒီအရရလင်ရသောအချင်းရာတို့ကိုကိုရိုဒီမှတ်၍အကျွန်ုပ်မျက်ရည်တို့ကိုဘူးတော်ထဲမှထဲ့တော်မူပါဆင်းရဲတော်၌ရှိပါသည်မဟုတ်လောဘုရားသခင်မျက်ရည်ဘူးတော်ထဲမှာကျွန်တော်မျက်ရည်တစ်စက်တိုင်းကိုဆုတ်ထားပေးခြင်းဟာမှတ်ထားပေးခြင်းဟာကျွန်တော်တို့အဲ့ဒီမျက်ရည်ကြောင့်ဖြစ်တဲ့ပြဿနာတွေကိုဖြေရှင်းပေးဖို့အတွက်ဖြစ်တယ်တော့ကျွန်တော်တို့တွေ့ရပါတယ်เนาะအဲ့တော့ကျွန်တော်တို့မျက်ရည်ကနေအောင်မြင်ခြင်းစီတို့ကျွန်တော်ဝမ်းနေခြင်းကနေပြီးတော့ပျော်ရွှင်ဝမ်းမြောက်ခြင်းစီတို့ ပြောင်းပေးသောဖရာဖြစ်ပါတယ်။ဒါကြောင့်မလို့သူဟာမျက်ရည်တွေကိုမှတ်ထားပေးခြင်းဖြစ်တယ်။ဟောကျွန်တော်တမန်ကျမ်းစာထဲမှာကြည့်တဲ့အခါမှာဟေဇကိမင်းကြီးကိုတွေ့ရပါတယ်။ဟေဇကိမင်းကြီးကကျွန်တော်သူတည်တော့မယ်လို့ဟေရှာကလာပြောတဲ့အခါမှာသူအလွန်တရာမှပဲဝမ်းနေတယ်။အဲ့တော့ကျွန်တော်ကျမ်းစာထဲမှာကြည့်ရင်ဟေဇကိမင်းကြီးတဲ့ထယံတို့မျက်နှာလှည့်ပြီးတော့အိုထာရာဖရာအကျွန်ုပ်ဒီရှေ့တော်၌တစ္ဆာဆောင်လျက်စုံလင်သောစိတ်နှင့်ကြည့်၍နှစ်သက်တော်မူသည့်တိုင်းပြူချောင်းကိုအောင်းမေတော်မူပါအကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေးလျက်ထာဝရဘုရားကိုဆုတောင်းလေတယ်အလွန်မှပဲငိုကြွေးတယ်မျက်ရည်တွေနဲ့ဆုတောင်းတယ်မျက်ရည်ချလက်ဆုတောင်းတယ်အဲ့ခါမှာသင်ဤမျက်ရည်ကိုငာမြင်ပြီတဲ့အဲ့စကားကကျွန်တော်တို့အတွက်ဒီနေ့ထိဘုရားသခင်ပြောသောစကားဖြစ်တယ်သင်ဤမျက်ရည်ကိုငာမြင်ပြီဟေစကိကဲ့သို့ဘုရားကိုအားကိုးယုံကြည်ခိုလုံသောသူတွေအတွက်သင်တို့ရဲ့မျက်ရည်ကိုဘုရားသခင်မြင်တယ်သင်ဤမျက်ရည်ကိုငာမြင်ပြီသင်ပထနာစကားကိုငာကြားပြီချားလဲချားတယ်ဘုရားဖြစ်တယ်အဲ့တော့ ဟေဇကိကိုကျွန်တော်နောက်ထပ်အသက်15နှစ်ထပ်ပြီးတော့ရှေခွင့်ပေးလိုက်တယ်ဆိုတော့ကျွန်တော်ကျမ်းစာထဲမှာတွေ့ရပါတယ်